ောက်ဆိုင်ခရိုင်အတွင်းရှိငလင်ထန်းတဲ့အဆောင်အုံများအလုံးရှင်းလင်းပြည့်စည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ငလင်ကြီးရဲ့ပြီးနှစ်လအကြာမှာတော့ကြောက်စဲခရရထွင်းခငလင်သန်တဲ့အဆောင်အုံတွေစီစစ်ရှင်းလင်းလုပ်ငန်းအလုံးရှင်းလင်းပြည်စည်းပြီဖြစ်တယ်လို့သိရပါတယ်။ကြောက်စဲခရရထွင်းခငလင်သန်တဲ့အဆောင်အုံတွေကို SOP စနစ်နဲ့ဘဝဖွဲ့များဖွဲ့စည်းစစ်ဆေးခဲ့ရာလက်ရှိအခြေရန်ထိအဆောင်အုံ8558လုံးအောင်စစ်ဆေးဆောင်ရွက်ခဲ့ပြီဖြစ်တယ်လို့ဆိုပါတယ်။ဒီလိုစစ်ဆေးဆောင်ရွက်ရမှာပြန်လည်ပြုပြင်နေထိုင်နိုင်မဲ့အဆောင်အုံအလုံး8 ောင်၃၀ဦးစားပေးဖြိုဖျက်ရှင်းလင်းရမယ့်အနေရရှိအဆောက်အုံ948လုံးမှအဆောက်အုံ948လုံးထို့အားရှင်းလင်းဆောင်ရွက်ပေးခဲ့ပြီဖြစ်တယ်လို့ဆိုပါတယ်သားချောင်လက်ရှိမှာတော့ဆောင်ရွက်ရန်ကြမ်းရှိအဆောင်အုံများမရှိတော့ဘဲဂလင်းသန်းတင်ရုံဝဆောင်အုံတွေရဲ့အတွက်ယာယီမော်ဂျူလာကွန်တိန်နာဟောက်စ်တွေဆောက်လုပ်ပေးနေတယ်လို့သိရပါတယ်ရှင်။